မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ24ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဒီကနေ့မနက်ပိုင်းမှာစတင်ခဲ့တဲ့ထိုင်းနဲ့ကမ္ဘောဒီးယားစစ်ပွဲဟာနိုင်ယီပိုင်းအတွင်းမှာအရှိန်မြင့်တက်လာပြီးတော့ထိုင်းပြည်သူ၈ဦးသေဆုံးကထိုင်းလေတပ်ကလည်းကမ္ဘောဒီးယားစစ်စခန်းနှစ်ခုကိုဘုံကျဲမှုများနဲ့တိုက်ပြန်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အခုနောက်ဆုံးဝင်လာတဲ့သတင်းများအရကမ္ဘောဒီးယားကဒုံးကျည်များနဲ့ထိုင်းရဲသားပြည်သူများနေထိုင်ရာနေရာများနဲ့စေယုံများကိုဥတီတိုက်ခိုက်နေတဲ့အတွက်ထိုင်းနိုင်ငံဘက်ကပြည်သူ၈ဦးထက်မနည်းသေဆုံးခဲ့ပြီးတော့ကလေးငယ်များကျောင်းသားကျောင်းသူများအပါအဝင် ပြည်သူအများအပြားဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ထိုင်းလေတပ်ကလည်း F-16 လေယာဉ်များနဲ့ကမ္ဘောဒီးယားစစ်စခန်းနှစ်ခုကိုဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့ကမ္ဘောဒီးယားဘက်ကလည်း ထိုင်းစစ်လေယာဉ်များကကမ္ဘောဒီးယားပိုင်နက်ထဲကိုလာရောက်ပြီးတော့ဘုံကျဲသွားကြောင်းအတည်ပြုထုတ်ပြန်ထားပါတယ်။လက်ရှိကမ္ဘောဒီးယားဖနွမ်းပင်မှာရှိတဲ့ထိုင်းတန်ယုံကထိုင်းနိုင်ငံသားများအလုံးကမ္ဘောဒီးယားနိုင်ငံကနေထွက်ခွာရန်တိုက်တွန်းနေပြီးတော့ကမ္ဘောဒီးယားကလည်းသူ့ရဲ့တန်အမတ်အပါအဝင်တန်တမန်အဖွဲ့ကိုပြန်လည်ခေါ်ယူထားပြီးဖြစ်တယ်လို့သိရပါတယ်။လက်ရှိထိုင်းနဲ့ကမ္ဘောဒီးယားစစ်ပွဲအခြေအနေဟာနိုင်ငံပိုင်းအတွင်းမှာပုံမှုအရှိန်မြင့်တက်လာနေပြီးတော့အဲ့ဒီအခြေအနေအပေါ်မှာထိုင်းရောက်မြန်မာနိုင်ငံသားများကမ္ဘောဒီးယားမှာရှိတဲ့မြန်မာနိုင်ငံသားများအနေနဲ့ အထူးသတိပြုသွားလာနေထိုင်ကြရန်နှစ်နိုင်ငံစစ်ပွဲပဋိပက္ခကိုမီးလောင်ရာလေးပင့်လုတ်တဲ့အရေးသားများလူမှုကွန်ရက်ပေါ်မှာမျှဝေခြင်းနဲ့မပြုတ်လောက်ကြရန်အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးဌာနရုံးကပြောရေးဆိုခွင့်ရှိသူဥနေဖုံးလက်ကတိုက်တွန်းပြောဆိုထားပါတယ်အခုထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံတင်းမာမှုတွေဖြစ်လာတဲ့အချိန်မှာ အရသာနေရာတွေကိုတိုက်ခိုက်မှုတွေရှိလာတာကြောင့်အရသာပြည်သူတွေရဲ့လုံခြုံမှုတွေအတွက်အထူးဆုံးရိပ်မိပါတယ်ဒီနိုင်ငံတွေမှာရောက်ရှိနေထိုင်နေကြတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့စစ်ရေးအခြေအနေကိုသတိပြုပြီးတော့နေထိုင်သွားလာကြောင်းကိုလည်းလူမှုကွန်ရက်တွေပေါ်မှာမီးလောင်ရာလေးပင့်နဲ့အရေးသားအပြောဆိုတွေကိုမပြုတ်လို့မိအောင်လို့သတိပြုစင်ကြင်ကြဖို့တိုက်တွန်းလိုပါတယ်လို့ဦးနေဖုံးလက်ကပြောဆိုထားပါတယ်ထိုင်းရောက်မြန်မာအလို့သမားများအရေးလှုပ်ရှားသူ AAC ကိုရဲမင်းကလည်း နှစ်နိုင်ငံနယ်စပ်မှာနေထိုင်ကြတဲ့မြန်မာနိုင်ငံသားများအနေနဲ့သတိပြုနေထိုင်ကြရန်ယခုလိုပဲအကြံပြုထားပါတယ်။ထိုင်းနဲ့ကမ်ဘောဒီးယားစစ်ဖြစ်နေတာမို့လို့နှစ်နိုင်ငံနယ်စပ်ကမြန်မာအလို့သမားတွေအနေနဲ့သတိပြုပြီးနေထိုင်ဖို့လိုပါတယ်။လက်ရှိအချိန်တွေမှာ NUG အနေနဲ့လည်းနှစ်နိုင်ငံထဲမှာရှိနေတဲ့မြန်မာနိုင်ငံသားတွေကိုသတိပြုနေထိုင်ကြဖို့အသိပေးစာတွေထုတ်တင်နေစစ်ရဲ့စိုးကျိုးတွေခံစားခဲ့ရတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့လည်းဒါကိုအားရတယ်ဆိုတာမျိုးမလုပ်သင့်ဘူးစစ်ဖြစ်ဖူးမှတိမယ်တို့ ်ခြားခြားတို့လူမှုကွန်ရက်ပေါ်မှာလုံးဝမရေးကြပါနဲ့အန်ဒီရများပါတယ်ဒီလိုအရေးသားတွေကြောင့်ကြံတဲ့တန်းတဲ့ချီတဲ့မြန်မာနိုင်ငံသားတွေအတွက်ဘေးဖြစ်သွားနိုင်ပါတယ်ဒါတွေကိုထိုင်းနိုင်ငံကလည်းမြင်နေရတယ်ဒီစစ်ပွဲမှာထိုင်းရောက်မြန်မာတွေနေတတ်အောင်နေကြပါလို့ကိုရဲမင်းကပြောဆိုထားပါတယ်လက်တလောထိုင်းနဲ့ကမ္ဘောဒီးယားပြည်ပခစစ်ပွဲကြောင့်နှစ်နိုင်ငံနေဆက်ဒေသမှာနေထိုင်နေကြတဲ့ထိုင်းပြည်သူများကိုထိုင်းအစိုးရနဲ့စစ်တပ်ကပြောင်းရွှေ့မှုများကိုလုံဆောင်ပေးနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မဂွေတာပခုတ်ကူမြို့နယ်မြစ်ချေမြို့မှာပြည်သူ၃ကိုတပ်ဖြတ်ပြီးတော့နေအိမ်အလုံး200ခန့်ကိုမိရှုဖျက်ဆီးခဲ့တဲ့စစ်ခွေးစစ်ကြောင်းကိုလိုက်လံတိုက်ခိုက်ရာစစ်ခွေး15កောက်ထဲမှနေတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ14ရက်နေ့မနက်9နိုင်ခန့်အချိန်မှာပခုတ်ကူမြို့နယ်အောင်သာပြူစောတိရွာကိုစစ်ကား9စီးနဲ့ရောက်ရှိနေတယ်။ပခုတ်ကူအခြေဆိုင်တပ်မတရတဲ့ကစစ်သားပြူစောတိများနဲ့ညောင်ဦးမြို့နယ်ဘက်ကစစ်လေ9စီးနဲ့ ကျွန်းကလေးရွာဘက်ကိုရောက်ရှိနေတဲ့စစ်ကြောင်းတို့ပူးပေါင်းကလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ပြီးမြစ်ချေမြို့နယ်ညောင်မင်းအုပ်စုညောင်မင်းကျေးရွာနန်ကက်ကျေးရွာတို့ကိုဝင်ရောက်ပြီးတော့မိရှုဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။ညောင်ဦးဘက်ကနေဆက်လီ၅စီးနဲ့ကျွန်းကလေးကျေးရွာဘက်ကိုစစ်ကြောင်းတစ်ကြောင်းလာတယ်။အောင်သာပြူရွာကနေလည်းတစ်ကြောင်းလာတယ်။အဲ့ဒီနှစ်ကြောင်းပေါင်းပြီးတော့ဝင်တာအင်အားတရာဝင်းကျင်လောက်ရှိမယ်။ရွာတွေထဲကိုဝင်တာမနက်ပိုင်းကဝင်တာပေါ့။ အသက်ခံတဲ့ပြည်သူတွေကအသက်50ကျော်အရွယ်တွေပဲကျွန်တော်တို့ကရွာတွေကပြည်သူတွေကိုထုတ်ထားပြီးသားပါသူတို့ကနွားတွေကိုစိတ်မချလို့ပြန်ပြီးအစာကျွေးတောင်မှစစ်ခွေးတွေနဲ့တိုးပြီးအသက်ခံလိုက်ရတာလို့ဘခုတ်ကူခိုင်ပကဖတက်ခွဲငါအေရဒေါင်းတက်ဖွဲကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုရှိန်ကရှင်းပြထားပါတယ်စစ်ခွေးတွေရဲ့မိရှုဖြက်ဆီးမှုကြောင့် အရှိန်နံကတ်ချေးရွာက နေအိမ်48အိမ်အနောက်နံကတ်ချေးရွာကနေအိမ်63အိမ်နဲ့ညောင်မင်းရွာကနေအိမ်84အိမ်မိလောင်ဆုံးရှုံးခဲ့ရပြီးတော့စစ်ခွေးများရဲ့ဖမ်းဆီးတပ်ဖြတ်ခံရတဲ့ပြည်သူများဟာကြီးပင်ကုန်းရွာကဦးထေးကျော် အနောက်နံကတ်ချေးရွာကဦးဝင်းထေးဦးစိုးမင်းတို့ဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ပြီးပြည်သူပိုင်းနေအိမ်များကိုမိရှုဖြတ်စည်းနေတဲ့စစ်ခွေးတွေကိုပြည်သူကာကွယ်ပူးပေါင်းတပ်ဖွဲ့ကဇွန်လ14ရက်နေ့ညနေ6:00ကမှအလေးအငိုက်ဝင်ရောက်တိုက်ခတ်ရာ အပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲ45မိနစ်ခန့်ဖြစ်ပွားခဲ့ပြီးတော့စစ်သား15ဦးကျော်တေဆုံးက14ဦးခန့်ထိခိုက်ဒဏ်ရာအပြင်းထန်ရရှိပြီးတေဆုံးဒဏ်ရာရတဲ့စစ်ခွေးများကိုဆွဲထုတ်ပြီးတော့လာယာလန်အတိုင်းအသီးသီးဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်တိုက်ပွဲထဲမှာမျက်မြင်သေးတာမနေဘူးစစ်ခွေး15កောင်ကျော်တယ်အလင်းငိုက်ဝင်တိုက်တာဆိုတော့တေဆုံးထိခိုက်တာများတယ်အလောင်းတွေနဲ့ထိခိုက်ဒဏ်ရာရတဲ့စစ်ခွေးတွေကိုညောင်ဦးဘက်နဲ့မိထီလာဘက်ကိုဆက်လီတွေနဲ့ပြန်တဲသွားတယ် ပေတဲ့စစ်ခွေး6ကောင်ကတော့ညောင်ဥပမှာကြိုတယ်လို့တပ်ထဲကသတင်းရင်းမြစ်စီကသိရပါတယ်တိုက်ပွဲဖြစ်ပြီးတော့ချက်ချင်းပဲစုတ်ခွာထွက်ပြေးသွားတာပါလို့ကိုရှိန်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမုံရွာမြို့ပေါ်မှာရှိတဲ့ ရေဦးဆန်ဆိုင်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရာအရာရှိ၂ဦးအပါအဝင် စစ်ကောင်စီတပ်သား၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇော်လိုက်လာ၂၂ရက်နေ့မွန်လွယ်၃နာရီခန့်မှာရေဦးမြို့ပေါ်မှာရှိတဲ့ရေဦးဆန်ဆိုင်ဂိတ်ကိုတော်လိုင်းတပ်ဖွဲ့များကအနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာဂိတ်ရှိမှာဖုံးထိုင်တုံးနေတဲ့စစ်ဘုံ၂ဦးရဲအရာရှိ၃ဦးနဲ့စစ်ကြီးကောင်တွေနဲ့စစ်ခွေး၂ကောင်သေဆုံးခဲ့ပြီးတော့89မမဘုံဒီထိမှန်ခဲ့တဲ့စစ်သားတအုပ်ကတော့ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ လက်နဲ့ငယ်ချောင်းဖုံးသုံးနေတဲ့စစ်ခွေးဘူတကောင်ရဲအရာရှိတကောင်နဲ့စက်ကြီးကောင်နေတဲ့စစ်ခွေးနှကောင်ပွဲချင်းပြီးတိတ်ဆုံးသွားပါတယ်ဂိတ်ထဲကစစ်ခွေးတကောင်ကတော့79မမဘုံဒီထိပြီးတော့အပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ဂူဂူ PSF စစ်ကြောင်းမုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကတာဝန်ခံဂူဂူကပြောဆိုထားပါတယ်၎င်းတိုက်ခတ်မှုအတွင်းမှာပြည်သူပိုင်ကားများရှုပ်နေတဲ့အတွက်ပြည်သူများအနေနဲ့ဂိတ်အနီးနားကိုမလိုလားရဲ့ဘဲနဲ့တွာလာနေထိုင်ခြင်းများရှောင်ရှားကြရန် ိန်စည်းကားများကိုလည်းမှန်ချပြီးတော့မောင်းနှင်ကြရန်ဂိတ်အနီးနားရက်ကွက်များမှာလည်းညဘက်မလိုအပ်ဘဲနဲ့အပြင်မထွက်ကြရန်နဲ့နောက်နောက်မှာလည်းတိုက်ခိုက်မှုများကိုဆက်လက်လှုံ့ဆော်သွားမှာဖြစ်တယ်လို့ Google PSF စစ်ကြောင်းမုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကတာဝန်ခံ Google ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးပြည်သူ့စစ်နှစ်ဦးကကြောက်စဲဟန်မြင့်မိုးရွာကလူငယ်တအုပ်ကိုပေါ်တာဆွဲဖမ်းဆီးလာတဲ့အချိန်နေကြော်တယ်ဆိုပြီးတော့ကြောက်စဲကစစ်ကောင်စီတပ်ကပြန်ဖမ်းလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ခွေးတပ်တွေနဲ့ပူးပေါင်းပြီးတော့လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးငွေညှစ်နေတဲ့မန္တလေးပြည်သူ့စစ်ပြူစောတိအဖွဲ့ကဇူလိုင်လ22ရက်နေ့မှာမန္တလေးကြောက်စဲအဆက်ဟန်မြင့်မိုးရွာကလူငယ်တအုပ်ကိုပေါ်တာဆွဲဖမ်းဆီးလာတဲ့အချိန်ကြောက်စဲစစ်တပ်နဲ့ပြည်သူ့စစ်ပြူစောတိတွေက သူတို့ဘက်ကိုနေကြော်တယ်ဆိုပြီးတော့မန္တလေးပြည်သူ့စစ်ခေါင်းဆောင်နှစ်ဦးကိုဖမ်းဆီးလိုက်တယ်လို့စစ်ကောင်စီရဲ့တပ်တွင်းသတင်းရင်းမြစ်ကပြောပါတယ်သူတို့အချင်းချင်းအဝေမတက်လို့ပြန်ဖမ်းတာစစ်သားတွေကြတော့မဖမ်းဘူးပြူစောတီခေါင်းဆောင်ဆိုတဲ့နှစ်ကောင်ကိုပဲဖမ်းမိတာတဲ့လက်နက်နဲ့ယူနီဖောင်းတွေကလည်းစစ်တပ်ကထုတ်ပေးထားတာအဝေမတက်လို့ပြန်ဖမ်းကြတာပါလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အဲ့ဒီမန္တလေးပြူစောတီအဖွဲ့ဟာ ကြောက်စဲဟန်မြတ်မို့ဘက်ကလူငယ်တွေကိုကားပေါ်တင်အတင်းအဓမ္မခေါ်ဆောင်ခဲ့သလိုအင်ကိုဖုံးဆက်ခိုင်းပြီးတော့ငွေတောင်းပြီးပြန်ရွေးခိုင်းတာတွေရှိတယ်လို့သိရပါဗျ။ကြောက်စဲစစ်တပ်နဲ့ပြူစောထီတွေကပေါ်တာဆွဲလာတဲ့လူငယ်တအူလက်နဲ့တက်လက်ကားတစီစာရွက်စာတန်းတွေနဲ့ပြည်သူ့စစ်အုံဆောင်ပစ္စည်းတွေနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့စစ်ကောင်စီရဲ့တပ်တွင်းသတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းထီးချိုင်မြို့နယ်မောင်းကုန်းကြီးရွာကိုအကြမ်းဖက်စစ်တပ်ရဲ့စစ်သည်ဘောင်းကလက်နက်ကြီးများနဲ့ပစ်ခတ်တဲ့အတွက်နေအိမ်တချို့မီးလောင်ကျွမ်းနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇူလိုင်လ24ရက်နေ့မနက်9:00မိနစ်အချိန်မှာ AOD မြေကြောင်းအတိုင်းဆန်တက်လာတဲ့စစ်ခွေးတင်မုံများကလက်နက်ကြီးများနဲ့ပြစ်ခတ်နေတယ်လို့သိရပါဗျ။ထီးချိုင်မြို့နယ်မောင်ကုန်းချေးရွာအနီးမှာရှိတဲ့စီဆိုင်ကိုလည်းစစ်တပ်က drone နဲ့မီးလောင်ဘုံများကျဲချထားတယ်လို့သိရပါဗျ။ပြည်သူတွေထိခိုက်မှုရှိမရှိကတော့ရှုပ်ထွေးနေစေအခြေအနေတွေအရာဘာမှအတိအကျမသိရသေးဘူးလို့ထီးချိုင် Revolution TR အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါဗျ။ အကြမ်းဖက်စစ်ခွေးတိုက်ရဲ့စစ်ရေရင်များကအေယာဝတီမြေကြောင်းအတိုင်းဆန်တက်လာပြီးတော့မြေကမ်းဘေးဝဲရာ ပြည်သူများသတိထားကြရန်နဲ့ပြည်သူများအရေးပေါ်ပြောင်းရွှေ့ကြရန်ဗမော်ခရိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကသတိပေးထုတ်ပြန်ထားပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့တင်းမော်များတက်လာတာနဲ့အများလေကြောင်းရေကြောင်းတိုက်ခိုက်မှုများတိုက်ပွဲများဖြစ်ပွားလာမှာဖြစ်တဲ့အတွက်ပြည်သူများမြေကန္တာတကြောမှာတွာလာခြင်းပွဲလန်းသဘင်များပြုတ်လုပ်ခြင်းလူစုလူဝေးများတွားရောက်ခြင်းမပြုတ်လုပ်ကြပါရဲ့နဲ့ ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ခွေးတင်မောများစံချင်းစုံချင်းကင်းစင်ပြီးမှသာလျှင်နေရက်ကိုတွာလာနေထိုင်ကြရန်စီရေးသတိမူကြရန်ဗမော်ခရိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကသတိပေးထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းရင်းမာပြည်မြို့နယ်ထန်းတော်တိုက်ရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်နေအိမ်များပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နေ့ကဇူလိုင်လ23ရက်နေ့မနက်7:00နာရီခွဲအချိန်ကမှဒရုလေတပ်ကနေတက်လာတဲ့ Jet Fighter တစ်စီးဟာရင်းမာပင်မြို့နယ်ထန်းတော်တိုက်ရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ပေါင်900ဘုံဒီတစ်လုံးနဲ့ပေါင်300ဘုံဒီတစ်လုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာခြေပါအတွင်းမှာရှိတဲ့ပြည်သူပိုင်းနေအိမ်များပျက်စီးခဲ့ပြီးတော့ပြည်သူများထိခိုက်မှုတော့မရှိဘူးလို့ပြောပါတယ်။ဒါပေမဲ့ပြည်သူတွေမွေးမြူထားတဲ့နွားတကောင်တော့တိတ်ဆုံးသွားတယ်လို့သိရပါတယ်။မနေ့ကဒရုလေတပ်ကနေ Jet Fighter က ရင်းမာပြီးအနောက်ချမ်းထန်းတော်တိုက်ရွာကိုဘာတိုက်ပွဲမှမရှိပဲအเจ้าမဲ့တတ်တတ်ဘုံကျဲသွားတာနေအိမ်တွေထိခိုက်ပျက်စီးသွားပါတယ်ပြည်သူတွေတော့မထိဘူးပေါင်900ဘုံတစ်လုံးနဲ့ပေါင်300ဘုံတစ်လုံးကျဲချသွားတာပြည်သူတွေကတော့တော်တယ်တောင်ရသွားလုံနေတဲ့အချိန်မို့လို့လွတ်သွားတာလို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေရဝတီတိုင်းရေကြီးမြို့နယ်ကြောက်ခဲချောင်းကားလန်ခွဲမှာလမ်းမေးစည်းတဲ့များကိုအကြမ်းဖက်စစ်တပ်ကလိုက်လံဖမ်းဆီးရောက် ပြည်သူ6ဦးဖမ်းဆီးခံရပြီးတော့ထွက်ပြေးသူတွေရဲ့နေအိမ်များကိုလိုက်လံမီးရှို့နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ22ရက်နေ့မှာရေကြီမြို့နယ်ညောင်မော်ကျေးရွာအုပ်စုမှာရှိတဲ့ကြောက်ခဲချောင်းကားလန်းခွဲမှာလမ်းပိတ်ဈေးတွေကိုအကြမ်းဖက်စစ်ခွေးတွေကလိုက်လံဖမ်းဆီးရာအမျိုးသား၄ဦးထွက်ပြေးလွတ်မြောက်သွားပြီးတော့အမျိုးသမီး၄ဦးကိုငတိုင်းချောင်းရဲစခန်းကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါဗျ။ဇူလိုင်လ22ရက်နေ့မှာ စစ်ခွေးတွေလိုက်လံဖမ်းဆီးတဲ့အချိန်မှာထွက်ပြေးလွတ်မြောက်သွားသူများရဲ့နေအိမ်များကိုတာပေါင်းမြုံနဲ့အတွဲမှာရှိတဲ့ဖျားကုံရဲစခန်းနဲ့ကမ်းနီရဲစခန်းကရဲခွေးတွေကဝင်းအောင်စီးနေပြီးတော့ရှာဖွေမှုများလှုပ်ဆောင်သွားတယ်လို့သိရပါတယ်။အခုလိုမျိုးရှာဖွေတင်းစီမှုများပြုလုပ်ပြီးတဲ့နောက်ဇူလိုင်လ22ရက်နေ့ညပိုင်းမှာအလဲကျုံးရွာကထွက်ပြေးလွတ်မြောက်နေတဲ့ဇေးတဲ့ကိုဝင်းအောင်ရဲ့နေအိမ်ကိုစစ်ခွေးတွေနဲ့ရဲခွေးတွေကထပ်မံရောက်ရှိလာပြီးနေအိမ်ကိုမိရှုဖျက်ဆီးသွားကကြေးရွာနေပြည်သူနှောက်ဦးကိုလည်းဝင်းရောက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။ ကြောက်ခဲချောင်းကားလန်းခွဲမှာဈေးရောက်နေတဲ့ဈေးတွေကိုစစ်ခွေးတွေကလိုက်ဖမ်းပြီးတဲ့နောက်မှာနေအိမ်တွေကိုပါဝင်ရှာတာတွေလုပ်ပြီးကိုဝင်းအောင်ရဲ့နေအိမ်ကိုမိရှို့သွားတာအခုဖမ်းဆီးခံရတဲ့ပြည်သူက6ဦးအထိရှိသွားပြီးစစ်ခွေးတွေဘာသတင်းတွေရပြီးတော့ဘာတွေလုပ်နေလဲဆိုတာတော့အသေးစိတ်မသိရသေးဘူးလို့ဒေတာတွင်သတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ